အာဖရိကတိုက်ရဲ့ချမ်းသာဆုံးနိုင်ငံ10နိုင်ငံအားလုံးပဲမင်္ဂလာပါခင်ဗျာ။ကမ္ဘာလောကထူးခြားဆန်ပြတဲ့အကြောင်းအရာလေးတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့နေပြည်တော် channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။အာဖရိကတိုက်မှာနေထိုင်ကြတဲ့လူတွေကစီးရင်နွမ်းပါမှုငတ်မို့ခေါင်းပါမှုတွေကိုခံစားနေကြရတယ်လို့သာကျွန်တော်တို့အနေနဲ့ရေဘူးရသတ်မှတ်ထားကြပါရစေ။အရင်တုန်းကဆိုရင်အီသီယိုးပီးယားကိုငတ်ပြတ်နေတဲ့အတိုင်းပြည်လို့ကျွန်တော်တို့အားလုံးရှုံချသွားနှိမ်ချပြီးပြောဆိုလေးရှိတတ်ကြပါရစေ။ ါပေမဲ့ခစ်တွေစနစ်တွေပြောင်းလဲလာတဲ့မြောက်အာဖရိကကလည်းကမ္ဘာနဲ့ရင်မောင်းတန်းမှုတွေအချိန်ပြင်းပြင်းနဲ့ချီတက်လာနေပြီဖြစ်ပြီးတိုးတက်မှုတွေလည်းအများကြီးရှိလာနေပြီဖြစ်ပါတယ်။ဒီနေ့မှာတော့အာဖရိကတိုက်ကချမ်းသာသောနိုင်ငံတွေကဘယ်နိုင်ငံတွေလဲဆိုတာတစ်ချက်လောက်လေးလာကြည့်ကြရအောင်ပါ။နံပါတ်30တန်ဇနီးယားအာဖရိကတိုက်အရှိတောင်ပိုင်းမှာတည်ရှိပြီးလှပတဲ့ကမ်းခြေတွေများစွာကိုပိုင်ဆိုင်ထားတဲ့နိုင်ငံပါ။ကမ္ဘာပေါ်မှာမျိုးတုံးပြောက်ွယ်တော့မဲ့ရှားပါတောင်ရင်ဒိဋ္ဌိဆန်များစွာကိုလည်းတွေးရနိုင်ပါတယ် 2024နှစ်ကုန်ပိုင်းလောက်ကကောက်ယူခဲ့တဲ့စည်းငွေအားတန်ဇန်နီးယားရဲ့ GDP တန်ဖိုးကဒေါ်လာ6,841ဘီလီယံအထိရှိနေပါတယ်။လက်ရှိမှာတော့တန်ဇန်နီးယားကိုပထမဆုံးအမျိုးသမီးသမ္မတကအုပ်ချုပ်နေပါတယ်။နံပါတ်9အိုင်ဘရီကိုအာဖရိကတိုင်းနောက်ဖက်ပိုင်းမှာတည်ရှိပါတယ်။စိုက်ပျိုးရေးကောင်းတဲ့မြေတွေကို ပိုင်ဆိုင်ထားပြီးကိုကိုသီးတွေကိုတင်ပေါ်ရင်းနဲ့ချမ်းသာကြွယ်ဝလာပါတယ်။2024နှစ်ကုန်ပိုင်းစည်းငွေအားအိုင်ဘရီကိုရဲ့ GDP တန်ဖိုးက ဒေါ်လာ943ဘီလီယံထိရှိနေပါတယ်။လက်ရှိသမ္မတကတော့2010ခုနှစ်ကတည်းကနေတောက်လျှောက်ကိုမဲနိုင်ပြီးယခုချိန်ထိအုပ်ချုပ်နေပါတယ်။နံပါတ်၈ဂါနာကိုကိုစီထုတ်လုပ်ခြင်းကနိုင်ငံရဲ့အဓိကစီးပွားရေးလုပ်ငန်းဖြစ်ပါတယ်။ဂါနာမှာနာမည်ကျော်လူမဲစီးပွားရေးလုပ်ငန်းရှင်တွေအများကြီးနေထိုင်ကြပြီးနိုင်ငံရဲ့ GDP တန်ဖိုးကဒေါ်လာ9,594ဘီလီယံထိရှိပါတယ်။လက်ရှိသမ္မတကတော့ဂါနာကို2019ခုနှစ်ကတည်းကအုပ်ချုပ်လာခဲ့တာဖြစ်ပါတယ်။နံပါတ်9ကင်ညာ အာဖရိကတိုက်ရှေ့ဘက်ပိုင်းမှာတည်ရှိပါတယ်။သဘာဝရှုခင်းနေတဲ့ရှားပါတော်ရင်တိရစ္ဆာန်တွေအများကြီးရှိတာကြောင့်နိုင်ငံခြားသားခီးသွားတွေကဆာဖာရီခရီးစဉ်တွေအများပြားလာရောက်လည်ပတ်ကြပါတယ်။ဒါကနိုင်ငံရဲ့အဓိကဝင်ငွေရပေါရလန်းတစ်ခုလို့ဖြစ်နေတာပါ။ကင်ညာရဲ့ GDP တန်ဖိုးကဒေါ်လာ1.3349ဘီလီယံထိရှိနေပါတယ်။နံပါတ်6အီသီယိုးပီးယား။တချိန်ကကမ္ဘာအစင်းရဲဆုံးနိုင်ငံဟာအခုဆိုရင်အာဖရိကတိုက်ရဲ့အချမ်းသာဆုံးနံပါတ်6နေရာကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ကော်ဖီစိုက်ပျိုးထုတ်လုပ်ခြင်းကနိုင်ငံရဲ့အဓိကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သလိုတိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ထူးဆန်းတဲ့ဒလိစရိုက်တွေကိုလာရောက်လေ့လာကြတဲ့နိုင်ငံသားသားခီးသွားတွေစီကနေလည်းဝင်ငွေတွေအများကြီးရှာဖွေထားနိုင်ပါတယ်။အီသီယိုးပီးယားရဲ့ GDP တန်ဖိုးကဒေါ်လာ331,281ဘီလီယံထိရှိနေပါတယ်။နံပါတ်5မော်ရိုကိုအာဖရိကနောက်မြောက်ပိုင်းမှာတည်ရှိပြီးဆာဟာရာတိုက်ကန်နာယာကြီးရဲ့အစိတ်ပိုင်းများစွာကိုလည်းပိုင်ဆိုင်ထားပါတယ်။ မော်ရိုကိုရဲ့ GDP ကဒေါ်လာ134,866ဘီလီယံထိရှိနေပါတယ်။နံပါတ်၄ Algeria စာအာရဗ်သေကန်နာရရဲ့အစိပ်ပိုင်းတချို့နဲ့ကြောက်ဆောင်ကြောက်တောင်ပေါများလာတဲ့ဒီနိုင်ငံဟာရိုးရာမြင့်တဲ့လုပ်ငန်းကြောင့်နာမည်ကျော်ပါတယ်။ Algeria ရဲ့ GDP ကဒေါ်လာ136,344ဘီလီယံရှိပါတယ်။နံပါတ်၃ Egypt ပီရမစ်တွေနဲ့ကမ္ဘာမှာနာမည်ကြီးနေတာက Egypt နိုင်ငံပါ။ Egypt ရဲ့စီးပွားရေးကတော်လေးကိုကောင်းမွန်လာနေပြီး နိုင်ငံ GDP ကဒေါ်လာ၄သိန်း4143ဘီလီယံထိတောင်မှရှိနေပါတယ်။အာဖရိကတိုက်ရဲ့စီးရင်အားအကောင်းဆုံးနိုင်ငံလည်းဖြစ်ပါတယ်။နံပါတ်2တောင်အာဖရိကအာဖရိကရဲ့ကြီးမားဆုံးသောတဘာဝအရင်းမြစ်တွေများစွာကို ပိုင်ဆိုင်ထားတာကြောင့်ဒီအရာတွေနဲ့ချမ်းသာကြွယ်ဝလာပါတယ်။ကြောင်မီသွေး၊စိန်၊ဂျေ၊ရွှေငွေနဲ့ပလက်တီနမ်စတဲ့တွင်းထွက်တွေအလုံးတောင်အာဖရိကကနေထွက်ရှိပါတယ်။တိုက်ပျိုးရေးကိုလည်းတွင်းကျဲစွာလုပ်ကင်နေပြီးစက်မှုလေယာစနစ်ကိုကူးပြောင်းအောင်မြင်နေပြီဖြစ်ပါတယ်။ နိုင်ငံ GDP တန်ဖိုးကဒေါ်လာ၄သိန်း1915ဘီလီယံအထိရှိနေပါတယ်။နံပါတ်၁နိုင်ဂျီးရီးယားအာဖရိကတိုင်းနောက်ဖက်ပိုင်းမှာတည်ရှိပြီးကမ္ဘာရေနံထုတ်လုပ်မှုအများဆုံးနိုင်ငံတွေထဲကတစ်ခုဖြစ်ပါတယ်။ဒါကနိုင်ဂျီးရီးယားကိုအာဖရိကရဲ့နံပါတ်1အချမ်းသာဆုံးဖြစ်နေရခြင်းရဲ့အဓိကအကြောင်းရင်းပဲဖြစ်ပါတယ်။နိုင်ငံ GDP က၄သိန်း1834ဘီလီယံအထိရှိနေတာလည်းဖြစ်ပါတယ်။ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။